ဒသမ28ရက်မှာစတင်ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲတွေအတွက်မဲဆွယ်စည်းရုံးခွင့်ကာလကိုအော်တိုဝါ28ရက်ကနေဒသမ26ရက်အထိခွင့်ပြုကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ပါတယ်။လွှတ်တော်အသေးသေးရဲ့မဲဆန္ဒနယ်ရီအလိုက်ဝင်ရောက်ရှင်ပြိုင်မှုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အမည်စင်းရင်တင်သွင်းထားပြီးသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေကလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေနဲ့အညီစီစဉ်အတည်ပြုကြေညာထားတဲ့နိုင်ငံရေးပါတီကိုစားပြုမဲအများဆုံးရသူအနာယူစနစ်ကိုယ်စားလှယ်လောင်းတွေ အချို့ကြောင့်ကိုစားပြုစနစ်ကိုစလေလောင်းတွေထမမဟုတ်တတိပုဂ္ဂလလွတ်တော်ကိုစလေလောင်းတွေဟာရွေးကောက်ပွဲအနိုင်ရရှိရေးအတွက်မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ရမှာဥပဒေနဲ့အညီလွတ်လပ်ပြီးတရားမျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှ30ကာကြီးနဲ့လွတ်တော်ရွေးကောက်ပွဲနေဥပဒေအခန်း30တို့မှာရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးချင်းဆိုင်ရာပြဋ္ဌာန်းချက်တွေကိုထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ့်ထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ့်လွတ်တော်ကိုယ်စားလှယ်လောင်းတွေနိုင်ငံရေးပါတီတွေဟာ လွတ်လပ်ပြီးတရားမျှတပြီးတည်ငြိမ်အေးချမ်းနဲ့ရွေးကောက်ပွဲတွေဖြစ်စေရတဲ့အတွက်ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခြင်းတို့ကိုသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်ဖို့ဖြစ်ကြောင်း UEC ကထုတ်ပြန်ပါတယ်။ UEC ဟာ2025ခုနှစ်ဒသမ28ရက်မှစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲတွေအတွက်မဲဆွယ်စည်းရုံးခွင့်ကာလကိုရပ်ပေါင်း60အော်တိုဝါ28ရက်မနက်6နာရီကနေ0.26ရက်ည7နာရီအထိခွင့်ပြုကြောင်းထုတ်ပြန်ကြေညာထားပါတယ်။